ဒီနေ့ရန်ကုန်တကြံမန်းတက်တွေမှာလုံခြုံရေးအင်အားကိုအရင်နှစ်တွေကထက်တိုးမြင့်ချထားပြီး CCTV ကင်မရာတွေအရေအတွက်ကလည်းတိုးမြင့်ထားပါတယ်ဒီသတင်းကိုခိုင်ပန်းမှုကပေးပို့ထားပါတယ်ရှင်ရှေးကစားမဲ့ပြည်သူတွေရဲ့လုံခြုံရေးအတွက်မန်းတက်တွေမှာလုံခြုံရေးအင်အားအလုံးလောက်ချထားပြီး CCTV အရေအတွက်ကိုလည်းအရင်နှစ်ထက်တိုးမြင့်ထားပါတယ်လို့ မင်းနဲ့စီစဉ်သူတချို့ကပြောပါတယ်။ဟောလိုချိုကြီးပေါ့နော်အယောက်190ကျော်ဆက်ထားတယ်။အဲကြောင့်ကျွန်တော်ကုမ္ပဏီရဲငါထားတယ်ကျွန်တော်ရဲ့တကယ်ပေါ့နော် professional အတွေ့အကြုံရှိတဲ့ဟို190တော်တော်ရှိတဲ့တကယ် security တကယ်ဒီပြင်းပြမာတဲ့လိုချိုကြီးလည်းအများကြီးခေါ်ထားတယ်ခင်ဗျ။ဒါအပြင်လုံချုံရေးဝန်ထမ်းတွေငှားရမ်းရမှာလေလုံချုံရေးကုမ္ပဏီတွေကငှားရမ်းတာထက်ပြင်ပအထူးလုံချုံရေးတွေကိုပဲငှားရမ်းလာကြပါတယ်။လုံချုံရေးအနေနဲ့ကျွန်တော်အရောက်အစိတ်ချထားတယ်။နောက်ပြီး CCTV ရထားမယ်။နောက်အစိုးရအဖွဲ့နဲ့လည်းပူးပေါင်းပြီးတော့ကျွန်တော်လုံချုံရေးယူသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ငှားထားတဲ့ကုမ္ပဏီမျိုးကကျွန်တော်တို့ဒီဟိုဒီလုံချုံရေးအထူး specialize လုပ်နေတဲ့လူတွေကိုပဲကျွန်တော်ငှားထား ။လုံခြုံရေးအင်အားကိုအစိုးရအဖွဲ့အစည်းတွေနဲ့မန်တက်ကတာဝန်ရှိသူတွေပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။တကြံရင်တရုတ်ပြည်ဝစ်စားများဝစ်စင်ခဲ့ရင်လည်းအေးအေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကပြောပါတယ်ကျမခိုင်ပန်းနုပါ။